မကွေးတိုင်းစိတ်ဖြူမျိုးကနေထွက်လာတဲ့စစ်ကောင်မရှင်တပ်သားနဲ့ကာကွယ်တပ်ဖွဲ့တို့ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက်ထိခိုက်ဒိဆုံးသူတွေရှိခဲ့လို့ပကောက်ကုခရအမှန်လေးတင်ရဲ့တာဝန်ရှိသူစီကနေသိရပါတယ်။အော်တိုဝါလာ25ရက်နေ့မနက်7:00နာရီလောက်မှာစိတ်ဖြူမျိုးဘလုံးကနေထွက်လာတဲ့ကာပါစာ27ကာပါစာ22လာကာတာ2336လာဆာခါကိုခလာယာ73 တာမခအရှိရှိကနေစစ်ကား၅၅ကြီးအင်အား200နဲ့ထွက်လာတဲ့စစ်ကောင်မရှင်တပ်သားတွေဂွေပင်ကြောင်ကြီးရွာအနီးမှာမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်စစ်ကောင်မရှင်တပ်သားတွေဟာရှင်းအောင်ကြီးရွာအနီးမှာထိတွေ့ပြစ်ခတ်မှုဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်တပ်ဖွဲ့ရဲ့စစ်ပါနစီပြစီခဲ့လို့တပ်တော်ခုနှစ်ဦးတည်ဆုံပြီးစေဦးထမင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ပြစ်ခတ်မှုတွင်စစ်ကောင်မရှင်တပ်သားတွေထိခိုက်တည်ဆုံတာနဲ့ပတ်သက်ပြီး People's Radio မြန်မာအနေနဲ့အတိအချအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။ပြစ်ခတ်မှုတွင်စစ်ကောင်မရှင်တပ်သားတွေဟာဇလင်းမျိုးနဲ့တညောင်းတိုင်းနဲ့လျှက်စစ်ခွေရုံကနေလက်နက်ကြီးပစ်ကူပေးခဲ့ပြီးစိတ်ဖြူဇလင်းကာလန်တိုင်းစ စစ်ကြောင်းထိုးလာတဲ့အတွက်ကာကွယ်ရေးတပ်ဖွဲ့တွေကနှောက်ယှက်ပေးခဲ့ရတယ်လို့ဆိုပါတယ်။